အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှတော့ကဝေပညာတဲ့စတဲ့အတက်ပညာများကိုပြန်လဲတိုက်ခိုက်လို့ရတဲ့ခါရာနဲ့အပြိုင်ဆိုင်တွေကိုနိုင်မဲ့ခါရာနှစ်ပုတ်မြောက်ပြီးမှဖြစ်ပါတယ်ပရမခါရာကတော့သူကကိုယ်ကိုလာပြီးတော့မကောင်းတဲ့ပညာများနဲ့လာရောက်ပြီးတော့လှုပ်ထားတယ်ကိုကဆရာလည်းမဟုတ်ဘူးဗျာဘာမှနားမလည်ဘူးဆိုလို့ရှိရင်ဒီခါရာအသုံးပြုလို့ရပါတယ်ဒီခါရာကဆရာမှမဟုတ်ပါဘူးဘာမှနားမလည်တဲ့လူလည်းပြန်လဲပြီးတိုက်ခိုက်လို့ရပါတယ်โอเคဒါဆိုရင်ဒီခါရာကိုကျွန်တော်တို့အရင်ဆုံး၃ရက်တိတိ သုံးရတိတိတော့မနက်ကိုပရိတပတ်ညကိုပရိတပတ်မနက်တဝီတပတ်ညပရိတပတ်အဲ့ဒါလေးတော့တရရှိလုံးပရိနဲ့တပတ်စီရအောင်စိတ်ထားဖို့တော့လိုတယ်။ Okay သုံးရပြီဆိုတာနဲ့ဒီကရအစွမ်းလေးပြပြီးအသုံးပြုလို့ရပါပြီပြ။အဲ့တော့ကရနှစ်ပုတ်ရှိပါတယ်။ပထမကရကတော့ကျွန်တော်တို့ပညာတွေလာကိုကိုလာပြီးလာဆန်းနေပေါ့နော်။ပညာတစ်ခုနဲ့ကိုကိုလာရောဆန်းတက်တယ်။ကိုကဘာမှမသိဘူး။ဘာမှပညာမှလည်းမရှိဘူးဆိုတဲ့မိတ်ဆွေများအတွက်ကိုမခံရလေအောင်ဒီကရကိုပထမယူထားမှာဖြစ်ပါတယ်။ အုံဗုဒ္ဓဗုဒ္ဓမဟာဗုဒ္ဓဝင်လဲเสียဝင်နှိမ်လဲเสียနှိမ်လိုက်လဲเสียလိုက်တိုက်လဲเสียတိုက်အုံဗုဒ္ဓဗုဒ္ဓမဟာဗုဒ္ဓဝင်လဲเสียဝင်နှိမ်လဲเสียနှိမ်လိုက်လဲเสียလိုက်တိုက်လဲเสียတိုက်အုံဗုဒ္ဓဗုဒ္ဓမဟာဗုဒ္ဓဝင်လဲเสียဝင်နှိမ်လဲเสียနှိမ်လိုက်လဲเสียလိုက်တိုက်လဲเสียတိုက်ဆိုပြီးတော့ကျွန်တော်တို့38ခေါက်ယူမှတ်လိုက်ပါ သုံးသက်ခုနှစ်ခေါက်ပဲဖះဖះเจ้าတော်ရှိမှာဖះလေးရှုခိုးပြီးတော့ဒီကားလေးကိုပြန်ရုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုလာပြိုင်တဲ့ပညာနဲ့အားလုံးကိုနိုင်ရရှိစေပါတယ်ဒါပထမခါတာဒုတိယခါတာကတော့ကျွန်တော်တို့ဒီဒီလာတိုက်တဲ့ပညာအားလုံးကိုသူ့ရဲ့ပညာအားလုံးခြေဖြတ်မယ်သူ့ရဲ့ပညာအားလုံးခြေဖြတ်ပြီးရောကိုယ်ကိုယ်စီမှာရှိတဲ့ပညာတစ်ခုအာဇတ်တစ်ခုနဲ့ပြန်တိုက်မှာဖြစ်ပါတယ်အဲ့တော့ပရမဂါရကအတိုက်တွေကို သူလာတိုက်တဲ့ဟာကိုပြန်လဲခုခံပြီးတော့ပြန်လဲတိုက်ခိုက်တယ်အခုဒုတိယကာရာကအဲ့သူ့ပညာနဲ့အားလုံးကိုပြန်လဲခြေဖြတ်ပြီးတော့ကိုကနိုင်အောင်ပြန်တိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့လူလူချင်းတိုက်ခိုက်နေထိုးအပ်ကြရဆိုလို့ရှိရင်ကိစ္စမရှိဘူးဗျကိုကကြမြင်နိုင်တဲ့အရာမဟုတ်တော့အဲ့တော့ခုလိုမျိုးအာဇက်ရှာဇက်တွေဆက်သွားနေတဲ့တိုက်မှာဖြစ်ပါတယ်โอเคဒါဆိုပရမတ်ကာရာ39ရောက်ယူပြီးဆိုဒုတိယကာရာကိုထပ်ယုံမှာဖြစ်ပါတယ်အုံးစကြဝဠာအာကာကောင်းကင်မြေပြင်နှက်ဆက် မလဲရအောင်ပဲပြန်ငါဝဲသည်မိညမီရကဝေမငါးဤအတက်မဟုတ်ဇောဂနီအိုင်မဟုတ်ယသိရှစ်တောင်းဆရာကောင်းတက်သည်နှိမ်ဆရာနှိမ်တိုက်ဆရာတိုက်လိုက်ဆရာလိုက် အုံစကြဝရအာကာကောင်းငယ်မြေစင်နတ်ဆက်မလဲရအောင်ပဲပြန်ငါဝဲသည်မိညမီရကဝေမငါးဤတက်မဟုတ်ဇောဂနီအိုင်မဟုတ်ယသိရှစ်တောင်းဆရာကောင်းတက်သည်နှိမ်ဆရာနှိမ်တိုက်ဆရာတိုက်လိုက်ဆရာလိုက် အောင်စကြဝဠာအာကာကောင်းငင်မြင်းပြင်းနှက်ဆက်မလက်ရအောင်ပဲပြန်ကဝဲသည် မိညာမူရကဝေမငါးဤတက်မဟုတ်ဇောဂနီအိုင်မဟုတ်ယသိရှစ်တောင်းဆရာကောင်းတက်ဒီနှိမ်ဆရာနှိမ်တိုက်ဆရာတိုက်လိုက်ဆရာလိုက်ဆိုပြီးသူကလည်း38ခေါက်ရွတ်ပေးပါဒါဆိုလို့ရှိရင်အိုက်ကဝေမလည်းမကောင်းတဲ့ပညာများတဲ့ပြူစားထားတဲ့အောက်လန့်ပညာရှင်အားလုံးကလည်း လိုသူ့ရဲ့ပညာဆက်တွေကျွန်တော်တို့စီကိုမကြောက်ရွံ့နိုင်မှုအတွက်ကျွန်တော်ဆောစောပြောပြောသလိုပဲဒီကာရာကိုပတိမနက်တစ်ပတ်ညနေတစ်ပတ်မနက်တစ်ပတ်ညနေတစ်ပတ်လေးလေးစိတ်ပြီးတော့ဒီကာရာကို38ခေါက်ဖျားကြောင်းဆုံးရှိမှပဲထိုင်ရွတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပညာဆက်တွေကကျွန်တော်တို့စီကိုမရောက်လာနိုင်တော့ပါဘူးအဲ့တော့ကျွန်တော်တို့တကယ်လို့ရောက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစီတာပြီးတော့ထိတ်ကနေပြီးတော့ခဲနဲ့ထူးချလိုက်သလိုပဲငါတကောင်ခဲနဲ့ထူးချလိုက်သလိုပဲ ်ညမြေပေါ်မှာဘုံနဲ့ထိုးကြသွားပြီးအလူလဲခံရပြီးတော့သူ့လဲကျွန်တော်တို့ရဲ့အယုတ်ကျိုးပြဖြစ်သွားနိုင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့တွေကျွန်တော်တို့လာပြုစားတဲ့အတက်ပညာတွေကိုကျွန်တော်တို့ကပြန်လဲခုခံလို့လည်းရတယ်ပြန်လဲပြီးတော့တိုက်ခိုက်လို့လည်းရတယ်ဟုတ်ပြီတိုက်ခိုက်တဲ့နေရာမှာကိုကအနိုင်အတစီးရအောင်တစ်ဖက်တစ်ခက်တစ်ဖက်ပေါ့နော်ကိုကပြန်လဲပြီးပြန်လဲတိုက်ခတ်တဲ့သဘောနဲ့ဖြစ်တယ်သူ့ဘက်ကငြိမ်သွားရင်တော့မှပဲသူ့ဘက်ကပြန်ဆလာမှဆိုရင်ဒီကရံနဲ့ဒုတိယကရကပြန်လဲပြီးထပ်ပြီးသူ့ကိုတိုက်ခိုက်တဲ့သဘောပါပဲ ကဲဒါဆိုရင်အလုံးမဲ့တုံတက်ပြီလို့ထင်ပါတယ်အဲ့တော့ဒီကတောင်းတောင်းပညာတဲ့ပညာပညာဇက်ရှိတဲ့လူလောက်ဆိုလို့ရှိရင်တော့လုံးဝကြောက်စရာမလိုပါဘူးအဲတခုတော့ရှိတယ်ပေါ့နော်ကျွန်တော်မော်ကုန်းဝင်အောင်မူတဲ့သူတွေတို့အဲစပြီး12ညကိုဝေးရဲ့အထက် ကျွန်တော်တွေဇောဥစားဇောဇောကနီတို့အဲ့လိုဖြစ်တော့လို့ရှိရင်တော့မနိုင်နိုင်ဘူးပေါ့နော်ဒါတော့ဆရာတွေဆရာချင်းဆရာချင်းမှပဲတော်တူနိုင်ကြမှာပေါ့နော်ဒါတော့ကျွန်တော်တို့ကတော်ပညာလောက်နဲ့ဒီဒီခါတာကလည်း72ကျိုးကဝင်မကိုဆရာတူကအနိုင်ရရှိခဲ့တဲ့ခါတာလို့လူသိများလာပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းကျွန်တော်တို့ကဗာပညာမမတက်ပေမဲ့လည်းဒီရအောင်ဆောင်းထားခြင်းအပြင်ရုပ်ဘောပေါ်မဲ့ခြင်းအပြင်ကျွန်တော်တို့စီလာတဲ့အတက်ပညာတွေအားလုံးကိုလည်းကျွန်တော်ကန့်ထုတ်ပြီးသားဖြစ်တယ်လို့ ်နောက်ထပ်လည်းမလာနိုင်တော့ပါဘူးဗျခဲဒါဆိုရင်အားလုံးဆင်ပြေမယ်ထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးစုခဏသားသမီးတွေအားလုံးနဲ့တိုက်ခိုက်နောက်ဆက်ကင်းဝင်ဥွင့်ကြပါသေးဆက်ချက်နဲ့ကိုကြမှာကြပါသေးတာသနာနဲ့ပြုနိုင်ကြပါသေးဗျာ